ဂျပန်တို့ရဲ့အံ့ဖွယ်အိမ်များဂျပန်နိုင်ငံဆိုတာမလင်းနဲ့မစိမ့်တဲ့နေရာတစ်ခုပါနှစ်စင်ကလေးငယ်လေးတွေညာနဲ့ချီဖြစ်ပြီးတစ်ခါလေအိမ်တွေပျက်စီးပြီးလူတွေကိုထိခိုက်တဲ့ငလင်ကြီးတွေလည်းဖြစ်တတ်ပါတယ်။ဒါပေမဲ့ဂျပန်တွေကဒီသဘောကဘေးဒဏ်ကိုလက်ပတ်ကြည့်မနေပါဘူး။အေဒန်ရှင်ဆိုတဲ့ကုမ္ပဏီတစ်ခုကမလင်းတန်ကနေအိမ်တွေကိုကာဝယ်ဖို့စမ်းသစ်တဲ့နီလန်တစ်ခုကိုတီထွင်ခဲ့ပါတယ်။ဒီနီလန်ကဘာလဲဆိုတော့အိမ်ကိုလင်းနဲ့မြှောက်ပေးလိုက်တာပါ။ဟုတ်ပါတယ်။ ေးနဲ့မြှောက်တယ်ဆိုတော့မယုံနိုင်စရာပါပဲ။အေဒန်ရှင်ရဲ့ DNA မှာလေအိတ်တွေကိုအောက်ခံပြီးတက်ဆင်ထားပါတယ်။ပုံမှန်အချိန်မှာတော့ DNA ဟာရင်ပေါ်မှာတည်ငြိမ်စွာရပ်တည်ထားပြီးဘာမှထူးခြားမှာမဟုတ်ပါဘူး။ဒါပေမဲ့ငလင်းနှုတ်တော်ကိုအာယုန်ခံကရိယာကတည်တဲ့အခါပေါ်ဆန်တဲ့အရာတစ်ခုဖြစ်လာတယ်။တစ်စက္ကန့်တွင်ကွန်ပရက်ဆာကလေထဲကိုလေဖြည့်ပြီးအင်တလုံးလုံးကိုမြေပြင်ကနေ30စင်တီမီတာလောက်မြင့်တင်လိုက်ပါတယ်။ဒီလိုနဲ့အိမ်ဟာမြေပြင်ရဲ့လှုပ်ရှားမှုနဲ့ခွဲထွက်သွားပြီး မလင်းရဲ့ဘေးတဲ့လှုပ်ခတ်မှုကနေလွတ်မြောက်သွားတာပါဒီနေ့ပညာကို2005ခုနှစ်ထဲကစတင်တည်ထွင်ခဲ့ပြီး2017ခုနှစ်ဒုက္ခခုမလင်းကြီးမှာ DNA ရဲ့ထိရောက်မှုကိုသက်သေပြခဲ့ပါအဲဒန်ရှင်ရဲ့အဆိုအရဒီနေ့ပညာသုံးထားတဲ့အိမ်ကြီးဟာအဲ့ဒီငလင်းကြီးမှာလုံးဝပျက်စီးမှုမရှိခဲ့ပါဘူးလို့ဆိုပါမယ်2021ခုနှစ်အထိဂျပန်မှာဒီလိုအိမ်ပေါင်း298လုံးရှိခဲ့ပြီးဒီနေ့ပညာကိုစိတ်ဝင်စားသူတွေပိုများနေပါတယ်ဒါပေမဲ့အားနည်းချက်လေးတခုတော့ရှိပါတယ်ဒီနေ့ပညာက ဘေးရဲလှုပ်ရှားမှုကိုကာကွယ်ပေးမယ်။ဒေါင်းလိုက်လှုပ်ခတ်မှုတွေကိုတော့အပြည့်အဝမကာကွယ်နိုင်သေးဘူးလို့ကျွမ်းကျင်သူတွေကထောက်ပြထားပါတယ်။ဒါပေမဲ့လည်းအေဒန်ရှင်ရဲ့ဒီတူရီမှုကလူတွေရဲ့ဘဝတွေကိုဖိကင်းစေဖို့နည်းပညာရဲ့အစွမ်းကိုပြသတဲ့ဥပမာတစ်ခုပါပဲ။နလင်းတို့သဘောဝဘေးရဲ့နေရာကိုလေးနဲ့အနာယူမယ်ဆိုတဲ့စိတ်ကူကတကယ်ကိုစိတ်လှုပ်ရှားစရာမဟုတ်ပါလား။အနာဂတ်မှာဒီလိုစမ်းတဲ့အိမ်တွေပုံများလာမယ်ဆိုရင်နလင်းနယ်ကိုကြောက်ရွံ့စရာမလိုတော့တဲ့နေ့တစ်နေ့ကိုမျှော်လင့်လို့ရမှာဖြစ်ပါတယ်။